ိုက်ခေါက်မြန်မြန်ကြားကျင်တဲ့သူတွေအခုဗီဒီယိုကိုကြည့်နေမယ်လို့ယုံကြည်ပါတယ်။ဒါကျွန်တော်တို့ဘိုက်ခေါက်ဘိုက်စီမြန်မြန်ကြားအောင်မလုပ်ကြမလဲပေါ့နော်။အကယ်၍ဘိုက်ခေါက်ဘိုက်စီများနေတာကိုမချအောင်ဆိုလို့ရှင်လေရေရှည်မှာဘယ်လိုမျိုးအရာတွေဖြစ်လာနိုင်လဲ။စားရအကြောင်းအရာတွေကိုတော့ဒီနေ့မှဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စားတောင်းတဲ့ဟားဆိုင်ရာထူပြူဒေါက်တာရဲင်ဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီပေါ့နော်ကျွန်တော်တို့ဗိုက်ပူတာတချို့ကကြတော့ဒီခန္ဓာကိုယ်လေးဝါတယ်ဗိုက်လေးပူတယ်တချို့ကြတော့ဒီခန္ဓာကိုယ်မဝဘဲနဲ့ဗိုက်ပဲပူနေတာမျိုးတွေတွေ့ရတတ်ပါတယ်အဲ့တော့အဲ့လိုမျိုးဗိုက်ပဲကွက်ပြီးတော့ပူနေတာမျိုးကကျွန်တော်တို့ဒီ one drink မှာရှိတဲ့ကလီစာတွေမှာအစီအစဉ်များပြီးတော့မှကျွန်တော်တို့ဒီဗိုက်ခောက်များလာတာဗိုက်ပူနေတာမျိုးတွေတွေ့ရနိုင်ပါတယ်အဲ့တော့အဲ့လိုမျိုးအရာတွေကဘာကြောင့်ဖြစ်တာလဲပေါ့နော်ကျွန်တော်နံပါတ်1ဆိုလို့ရှင်တော့ဒီကိုယ်နေ့စဉ်စားရမယ့်ကယ်လီ ရီထက်ကိုပိုပြီးစားမိနေရမျိုးတွေနောက်ဒုတိယအချက်အနေနဲ့ဆိုလို့ရှင်တော့ဒီအလှုပ်ရှားနေတာပေါ့เนาะတချို့ သူတွေရဲ့အဲဒီအလုတ်ကြတော့ကိုကတိတ်အလုတ်ရှာမလုပ်ရအောင်ခုံတဲ့စပွဲမှာပဲအကြိုက်ထိုင်ပြီးလုတ်တဲ့ခါမှာအလုတ်ရှာနေလာအဲ့တော့ဒီလိုသူမျိုးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ bike ခောက်ထွက်လာတတ်တယ်ပေါ့နော်နောက်နံပါတ်3ချက်အနေနဲ့ကကြတော့ဒီစိတ်ဖိစီးမှုများတာပေါ့နော်အဲ့တော့ကိုကလာဒီစိတ်ဖိစီးမှုခဏခဏများတယ် stress များတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့မှဒီ stress hormone လို့ခေါ်တဲ့အရာတွေကထွက်လာပြီးတော့မှဒီ bike ပူစီးတဲ့အရာကိုသွားပြီးတော့မှဒီဖြစ်လာစေနိုင်တယ်ပေါ့နော်အဲ့နောက်နံပါတ်4ချက်အနေနဲ့ကကြတော့ကျွန်တော်တို့ဒီအဲ့ချိန်မမှန်တာနော်အဲ့တော့ကိုက ဒီ7နှစ်နာရီအိတ်တဲ့ရဲ့အိတ်တဲ့မနက်တနာရီအိတ်တဲ့ရဲ့အိတ်တဲ့နှစ်နာရီအိတ်တဲ့ရဲ့အိတ်တဲ့ရောဒီလိုမျိုးတွေကိုကအဲ့ချိန်မှမှန်အောင်ဆိုလို့ရှင်လေဒီလိုမျိုးသူတွေမှာဒီ bike ခေါက်ထွက်လာတတ်ပါတယ်အဲနောက်နံပါတ်5အချက်နေနေကြတော့ကျွန်တော်တို့ဒီဆေးလိမ့်နဲ့အရက်ပေါ့နော်အဲ့တော့ဆေးလိမ့်နဲ့အရက်တောက်တဲ့သူတွေမှာလေကျွန်တော်တို့ဒီ bike ပူတယ် bike ခေါက်ထွက်တယ်ဆိုတဲ့အရာကိုလေကျွန်တော်တို့တွေးကြရနိုင်တာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီပေါ့နော် bike ခေါက် bike စီမြင်မြင်ကြအောင်ဘာလို့ကြမလဲပေါ့နော်ကျွန်တော် online ပေါ်မှာလည်းတွေ့ပါလိမ့်မယ်ဟလာ bike ခေါက်မြင်မြင်ကြစီတဲ့နီးတို့လေ့ကျင့်ခန်းတို့အစားရှိသည့်ဖြစ်မို့တော့တကယ်တမ်းတော့ bike ခေါက်ကိုမြင်မြင်ကြစီ တဲ့အနည်းဆိုတော့မရှိပါဘူးဒီ live post section တွေပါတယ်တော့ဒါကကြောက်တက်တက်တပိုင်းပေါ့လေเนาะကျွန်တော်ဘိုက်ခောက်ကြကြတယ်ဘိုက်စီကြကြတယ်ဆိုလို့ရှင်တော့ဒီတနေ့တာကိုစားနေတယ်ဒီကယ်လိုရီပမာဏကိုဖြည်းဖြည်းချင်းရှော့သွားမယ်လေ့ကျင့်ခန်းလုပ်ပေးသွားဖို့လည်းအရေးကြီးတာဖြစ်ပါတယ်เนาะလေ့ကျင့်ခန်းလို့ပြောတဲ့အခါမှာဒီ line shot တာပဲဖြစ်ဖြစ်အဲကဲကိုအဆင်ပြေတယ်ဆိုလို့ရှင်တော့တခြားတော့ဟလာဒီကိုလုံးနဲ့ဆိုင်တဲ့ဟာပေါ့เนาะဒီရက် live ပေါ့ကျွန်တော်တို့ဒီရင်ပတ်နဲ့ဆိုင်တဲ့ဟာနောက်ကျောင်းနဲ့ဆိုင်တဲ့အရာဒီ line shot တဲ့အရာထိုင်ထားလုပ်တဲ့ဟာဒါမျိုးလေးတွေကိုလည်းရက် live လုပ်ပေးလို့ရပါတယ်เนาะအကယ်၍ဘာမှမလုံးနိုင်အောင်ဆိုရင်တော့ကျွန်တော်တို့ဒီလမ်းလျှောက်တဲ့ဟာမျိုးလေးကိုစတင်ပြီးတော့လုပ်ပေးလို့ရပါတယ်။နောက်တော့ကျွန်တော်တို့ calorie short လို့ပြောတဲ့အခါမှာဒီကိုစားနေတဲ့ calorie ကိုဖြည်းဖြည်းချင်း short ပြီးတော့မှအာဟာရမျှတဖို့လည်းလိုတာဖြစ်ပါတယ်။တချို့က calorie short ဆိုပြီးတော့ဒီစားတော့တွေအရင်ဖြတ်လိုက်တယ်။အဲတချို့ကကြတော့အဲ့လိုဖြတ်လိုက်ပြီးတော့မှအာဟာရမစုံလင်တော့ဘဲနဲ့ဒီဖြားတာမျိုးတွေကိုခန်းနေသွားတာမျိုးတွေတွေ့ကြုံနိုင်ပါတယ်။အဲ့ဒီအတွက်ကြောင့် calorie short မယ်ဆိုရင်တော့မှဒီတင်းတင်းမျှတာ balance diet ပေါ့နော် balance diet ပုံစံမျိုးနဲ့ဖြည်းဖြည်းချင်း short တာမျိုးပဲလုပ်ဖို့တော့အကြံပြုချင်ပါတယ်။နောက်တစ်ခု အကြောင်းကျွန်တော်တို့လာဒီခနာကိုမှာအစီကြခြင်းဟိုနားအစီကြခြင်းတယ်တို့ဟလာဒီနားကအစီကြခြင်းတယ်လို့ဟိုနားတကွဒီနားတကွအဲ့လိုမျိုးကျွန်တော်တို့အစီချလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ခနာကိုကဖြည်း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 ချင်းကယ်လိုရီရှော့စားလို့ရှင့်အစီရော့လာမယ်ရော့လာမယ်တဖြည်းဖြည်းရော့သွားပြီးတော့မှဒီကိုကြခြင်းတဲ့နားကလည်းတဖြည်းဖြည်းချင်းကြသွားမှာအဲ့လိုမျိုးပုံစံနဲ့ပဲကျွန်တော်တို့အစီချမှာဖြစ်ပါတယ်နောက်တစ်ခုအကြောင်းကျွန်တော်တို့ဒီအိတ်ချိန်ကို view site ပါပေါ့နော်အဲ့တော့ကိုကဒီနေ့ကိုလည်း7နာရီအိတ်တယ်ဆိုလို့ရှင့်နောက်ရက်ကိုလည်းဒီ7နာရီလောက်အိတ်နိုင်အောင်ပေါ့နော်ဒီလိုမျိုးလေးပုံမှန်အိတ်ချိန်တသမှတ်ထဲထားပြီးတော့မှလည်း view site ပြီးပို့အရေးကြီးပါတယ် အဲနောက်တစ်ခုကဒီဆေးလေးတို့အရက်တို့တောက်တက်တယ်ဆိုလို့ရှင်လေဖြည်းဖြည်းချင်းရှော့ဖို့တော့အကြံပြုချင်ပါတယ်ဘာဖြစ်လဲဆရာကြီးဘိုက်စီမချလို့ရောမရဘူးလားပေါ့နော်အဲ့တော့ဘိုက်စီမချအောင်ဆိုလို့ရှင်ကျွန်တော်နောက်ပိုင်းမှာဒီစီဂျိုတို့သွေးတိုးတို့နောက်ပြီးတော့မှဒီနှလုံးယောဂါတို့အပြင်ကိုကျွန်တော်တို့ဒီကင်ဆာယောဂါပါဖြစ်လာနိုင်ခြင်းပါမြင့်တက်လာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘိုက်ခေါက်ဘိုက်စီများနေတယ်ဆိုလို့ရှင်တော့ချဖို့အရေးကြီးတာဖြစ်ပါတယ်အခုကြည့်ရှုနေတဲ့တွေမှာလည်းဘိုက်ခေါက်ဘိုက်စီများနေတာမျိုးတွေဒါမှမဟုတ်ဆိုလို့ရှင်ကိုယ့်ရဲ့အတိတ်တွေမှာလည်းဘိုက်ခေါက်ဘိုက်စီများနေတဲ့တွေရှိမယ်ဆိုလို့ရှင်လည်းပြန်လည်ပြီးတော့မှမျှော် ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်မမေ့ပါနဲ့တင်ကိုရန်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစေရုပ်ကိုပါချမ်းမှချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျာ